စုချင်းငွေကျပ်သိန်းပေါင်းတထောင်ကြီးမြင့်ချင်းခံခဲ့ရတဲ့မြန်မာလေရွေးတင်တောင်မန်တိုက်စစ်သားမှာမမောင်လင်းအကြောင်းပြောပြပေးသွားခြင်းပါတယ်။ဒီအပိုင်းမှာမမောင်လင်းရဲ့သတင်းတွေဟာထက်ခထလေလေတက်နေမယ်ဆိုတာပြည်သက်တွေမြင်တွေ့ရမှာပါ။လက်ရှိချိန်မှာကလည်းမမောင်လင်းကိုမြန်မာနိုင်ငံဘောလုံးပွဲချုပ်ဥက္ကဋ္ဌဦးစောစောဦးဆောင်ပြီးတော့စုချင်းငွေကြီးမြင့်ခဲ့ပါတယ်။ကြီးမြင့်ခဲ့တဲ့စုချင်းငွေကလည်းတကယ်ကိုအာအမြင့်သက်စေခဲ့ပြီးတော့မြန်မာအသင်းအတွက်ကဲကိုအရေးပါတဲ့ဇာမတ်ဥအတွက်လုံလောက်တဲ့ငွေပမာဏပဲဖြစ်ပါတယ်။ လက်ရှိအချိန်မှာကတော့မမောင်းလင်းဟာချက်သိန်းပေါင်းတစ်ထောင်စုချင်းမြင့်ခံခဲ့ရတယ်ပြီးတော့ခြားစားသမားတွေစူးစမ်းနိုင်မှုခဲကိုအားရင်ဖြစ်စေမယ့်ချင်းမြင့်ချင်းလိုတော်ပြောလို့ရပါတယ်လက်ရှိအချိန်မှာကတော့မြန်မာနိုင်ငံဘလုံးပွဲချုပ်ဘက်ကလည်းပံမိုးသိတဲ့အရာချင်းမြင့်သိတဲ့အရာကိုအကောင်းဆုံးလှုပ်ဆောင်ပေးခဲ့ပြီဖြစ်ပါတယ်ဒါကလည်းကျွန်တော်မြင်ပြောရရင်ချင်းမြင့်သိတယ်လို့ထင်ပါတယ် လက်ရှိအချိန်မှာ Manchester United ဆိုတာကဲကိုအင်္ဂလန် Premier League ရဲ့အကောင်းဆုံးမြင်ကွင်းမှာယက်တီနေတဲ့အသင်းတစ်သင်းဖြစ်တယ်။ပြီးတော့တမိုင်းကြောင်းအစင်လာကြီးမားတဲ့အသင်းတစ်သင်းဒီလိုအသင်းမျိုးကိုကိုသွင်းနိုင်မှုဆိုတာတော်တော်လေးခက်ခဲခဲရင်းတဲ့အရာဖြစ်ပါတယ်။ဒါပေမဲ့မြန်မာအသင်းရဲ့ဇာတ်မောင်းမောင်းလွင်ကတော့ခဲရင်းတဲ့အရာတွေကိုအကောင်းဆုံးလွယ်ကူကြောဖြတ်ပြခဲ့ပြီးတော့အသင်းတွက်ကဲကိုအရေးပါတဲ့အဖို့တန်တဲ့တမိုင်းဝင်သွင်းမှုတွေကိုရရှိအောင်စွမ်းဆောင်ပေးခဲ့တယ်။ သူ့ရဲ့အဲ့ဒီသွင်းကိုကြောင်မဲ့လက်ရှိချိန်မှာကတော့မြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်ဘက်ကနေချက်သိမ်းပေါင်းတထောင်စုချီးမြှင့်ခြင်းကိုခံခဲ့ရတာဖြစ်ပါလေမော်လင်တက်ကတော့တကယ်ကိုကောင်းမွန်တဲ့အရာတစ်ခုဖြစ်သွားမှာဖြစ်ပြီးတော့လက်ရှိချိန်မှာလည်းအပြောပေါ်ပြောဆင်ပြီးတော့ကောင်းမွန်တဲ့အရာဖြစ်လာပြီးဖြစ်ပါလေချိုးပရိသတ်တွေကတော့စုချင်းဝင်ချီးမြှင့်တာကိုဝမ်းသာပါတယ်ဒါပေမဲ့တိထက်ပိုနေတဲ့စုချင်းဆိုရင်တော့ပိုကောင်းမှာပါလိုအပ်တဲ့နေရာတွေအသုံးပြုဖို့လိုအပ်နေတဲ့အရာတွေကိုပြုပြင်ဖို့ဒီပြနေရာတွေမှာတုံးတဲ့နေဆိုပြီးတော့ပရိသတ်ချိုးကဝေဖန်ခဲ့ပါတယ် မမောင်လင်းတွက်ကတော့လက်ရှိအချိန်မှာသူ့ရဲ့ဇာမဘုရားအကောင်းဆုံးအချိန်မှာအကောင်းဆုံးစုချင်းတွေချင်းမြင်ချင်းခံခဲ့ရပြီးတော့အကောင်းမွန်တဲ့အရာတစ်ခုဖန်တီးနိုင်ခဲ့ပါတယ်။ဒါကြောင့်ဇာသမားခြားသားမတွေကြိုးပြုတ်နိုင်မှုခြားသားမတွေတက်မှန်ကြိုးစားနိုင်မှုတွန်းအားဖြစ်ပြီးတော့မမောင်လင်းလုံးဆက်လက်ကြိုးစားမယ်ဆိုရင်လူငယ်ဇာသမားတွေအနေနဲ့တည်ထက်ဖို့ကောင်းတဲ့စုချင်းမြင်တွေရရှိနိုင်မှုအကွင့်အလမ်းတွေပိုတိုးလာပြီးလည်းဖြစ်ပါတယ်။